ကျောင်းဆုသစ္စာတရားစာကိုဖော်ပြခဲ့တာကြောင့်ဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာအေဒါချုပ်ကိုကျော်မင်းဆွေနဲ့တရားစာရေးသားသူဗြိတိရှာကိုကိုမောင်တို့အမှုကိုအမှတ်ခံရှောက်ထားပေးမယ်။ဗဟန်းမြို့နယ်တရားရုံးကပယ်ချခဲ့လို့သိရပါဗျ။ ကိုကျော်မင်းစွေနဲ့ဗြိတိရှာကိုကိုမောင်တို့ကိုဇွန်လ၈နှစ်မနက်ပိုင်းကပဟန်းမြို့နယ်တရားရုံးမှာရုံထုတ်ခဲ့တာဖြစ်ပါတယ်။တရားရုံးမှာစံမာရေးအရအမခန့်လျှောက်တာကိုအချက်လက်မပြည့်စုံတာကြောင့်အမခန့်ကိုပယ်ချခဲ့တာဖြစ်ပြီးအမခန့်မရမချင်းလျှောက်သွားမှာဖြစ်တယ်လို့ကိုကျော်မင်းစွေတို့ရဲ့ရှင်နေဖြစ်သူတရားလွတ်တော်ရှင်နေဦးမျိုးသိန်းကအခုလိုပဲပြောပါတယ်။အခုလျှောက်တဲ့လျှောက်တာကနေမကောင်းလို့ဦးကျော်မင်းစွေနေမကောင်းလို့ဗြိတိရှာကိုကိုမောင်နေမကောင်းလို့စံမာရေးချိုယွင်းနေလို့လျှောက်တာမဟုတ်ဘူး။ 400ရာဇဝတ်ကျန်သောဥပဒေပေါ်မှာ469တစ်အရာစောစောကကျွန်တော်စောစောကပြောထားပြီးတဲ့အတိုင်းပေါ့နော်469တစ်ကအမကပေးလို့ရတယ်အဲ့ဒါနဲ့ရှောက်တာပါကျွန်တော်ပြောတယ်ဒါပေမဲ့သူကတခြားစေသာတို့ဟိုဟာတို့ဒီဟာတို့ကိုကျွန်တော်တို့တင်ပြခဲ့တဲ့ခါမှာအချိန်မီရောက်လာတဲ့ခါမှာယမန်ဖြစ်နေသည့်အတွက်အဲ့ဒီလောက်အချိန်မစောင့်နိုင်ဘူးအခုအမိန့်ချတော့မယ်လို့ပြောတဲ့ခါမှာအမကံကိုပယ်တယ်လို့ပြောတယ် ဒီရုံထုံးမှာသတင်းသမားတွေရဲ့လက်ပတ်ဖြူကမ်ပိန်းကိုစတင်လှုပ်ဆောင်ခဲ့ပြီးသတင်းသမားတွေဟာလက်ပတ်ဖြူတွေဝစ်စင်ပြီးဗဟန်တရားရုံကလည်းအနောက်မြင်းပြိုင်ကွင်းလမ်းရှိ The Boys ရုံထိသွားရောက်ခဲ့ကြပါတယ်။လက်ပတ်ဖြူကမ်ပိန်းနဲ့ပတ်သက်ပြီးပြုလုပ်ရတဲ့အကြောင်းရင်းနဲ့ရှေ့ဆောင်ရွက်မယ့်အပိုင်းတွေကိုလည်းမြန်မာသတင်းသမားများကကွယ်ရေးကော်မတီမှပေါင်းတဲ့သတင်းသမားတဦးဖြစ်သူကိုတာလွန်ဆောင်ထက်ကအခုလိုပဲပြောပါတယ်။ရှိရနေရတော့ကျွန်တော်တို့ဒီလက်ပတ်ကမ်ပိန်းပေါ့လက်ပတ်ဖြူကမ်ပိန်းစတယ်အဲ့ကမ်ပိန်းစတယ်နေဖြစ်တယ်အခုဒီနေ့ကတော့ကျွန်တော်တို့ဒါအားပေးတာပေါ့အားပေးတယ် သူတို့ဝေးရံတယ်လိုပါပေါ့နော်တပိုက်ကိုဝေးရံတာမဟုတ်ဘူး66ကာကြီးနဲ့ချင်းချောက်ခံရတဲ့မီဒီယာပေါ့နော်မီဒီယာတစ်ခုကိုဝေးရံတာအဲ့တော့မီဒီယာဆွဲတဲ့ကလေးကအားလုံးကအတူတူပဲပေါ့အဲ့ဒါကြောင့်မို့ဒီနေ့လာတဲ့ပွဲကဝိုက်ကိုဝေးရံတာမဟုတ်ဘူးမတရားတဲ့ဥပဒေနဲ့ ချင်းချောက်ခံပြီးတော့တရားစွဲခုခံရတဲ့ယူရီယာကိုလာပြီးတော့ဝေးရတာအဲ့တော့အခြားတော့အဲ့လိုမျိုး66ကြောက်ခါကြီးနဲ့တရားရင်ဆိုင်ရဲ့မီဒီယာတွေလည်းရှိတယ်အဲ့တော့သူတို့နဲ့ကျွန်တော်တို့ကတပားလေးဆိုရအောင်ဒီနေ့မှကျွန်တော်ပြရအောင်နော် The Voice သတင်းစာ Editor ချုပ်ကိုကျော်မင်းစွေနဲ့တယောစာရေးသားသူ British ကိုကိုမောင်တို့အမခံပယ်ချခံရတာကြောင့်အင်းစိန်အကျဉ်ထောင်သို့ပို့ဆောင်လိုက်ပြီးနောက်တစ်ချိန်ရုံချင်းကိုတော့ဇွန်လ16ရက်နေ့ကိုချင်းဆူထားတယ်လို့သိရပါဗျ။